ကမ္ဘာပေါ်မှာရှိတဲ့အမျိုးသမီးတွေထက်ပိုပြီးတော့ထူးခြားတဲ့အလောက်ကိုပိုင်ဆိုင်ထားတယ်ဆိုတော့ Blackpink အဖွဲ့ဝင်များ Blackpink အဖွဲ့ကတော့ကိုရီးယားနိုင်ငံရဲ့ထိတ်တန် Entertainment တစ်ခုဖြစ်တဲ့ YG Entertainment ကနေပြီးတော့မွေးထုတ်ပေးလာတဲ့ Gary Cable အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ဒီအဖွဲ့ထဲမှာတော့အဖွဲ့ဝင်၄ယောက်ပါဝင်ပြီးတော့သူတို့ရဲ့နာမည်ကတော့ Rosel, Jisoo, Jennie နဲ့ Lisa တို့ပဲဖြစ်ပါတယ်။ တို့အဖွဲ့ကအခုချိန်ထိဆိုရင်တော့ဒေသချင်းပေါင်းများစွာထွက်ရှိထားပြီးတော့အောင်မြင်ဆုံးအဖွဲ့လည်းဖြစ်ပါတယ်။တို့အဖွဲ့ကဆိုရင်အချိန်ကြာလာတာနဲ့အမျှအောင်မြင်မှုတွေတော်တော်များရရှိခဲ့ပါတယ်။မိန်းကလေးတွေအပြင်ယောက်ျားလေးတွေပါအားပေးတဲ့ K-pop အဖွဲ့လည်းဖြစ်ပါတယ်။နာမည်ကျော်ကိုရီးယားခွဲစီဆရာဝန်က Blackpink အဖွဲ့ဝင်တွေရဲ့ visual ကိုအသေးစိတ်သုံးသပ်ဖို့တို့ရဲ့အလားကိုကိုရီးယားနာမည်ကျော် Plastic Surgeon တူဦးဖြစ်တဲ့ ဒေါက်တာထရိုက Blackpink အဖွဲ့ဝင်တွေရဲ့ visual vibe နဲ့ပတ်သက်လို့အသေးစိတ်ခွဲခြမ်းစိတ်ပြပြီးတော့သုံးသပ်ချက်ကိုပြပြခဲ့ပါတယ်။သူက Blackpink အဖွဲ့ဝင်တွေကကြည်ကြည်ကျဲကျဲဝချမ်းသာတဲ့မိဘတွေရောမွေးဖွားလာတဲ့ Lazarus Spiritual ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပြီးတော့တို့ရဲ့ရုပ်ရည်တွေအရာတို့ဟာဘယ်နိုင်ငံဘွားတွေနဲ့တူတယ်ဆိုတာကိုအခုလိုပဲပြပြခဲ့ပါတယ်။ Doctor Trio က ဂျေဆူရဲ့အလားကအပြစ်ဆိုစရာမရှိပဲပြမျိုးမဲမချင်အလားလို့ဆိုပါတယ်။သူမရဲ့ထောက်ပါတဲ့မျက်လုံးနဲ့အပြုံးချိုချိုလေးတွေကအရွယ်တင်စီရယ်လို့ဒေါက်တာဆိုခဲ့ပြီးတော့သူမဟာဂျေဆွန်ခဲကစဉ်သက်လာတဲ့မင်းသမီးလေးနဲ့တူရယ်ဆိုပြီးတော့ဂျိုဆွန်ခဲကမင်းသမီးလေးနဲ့တောင်းဝချီးကျူးခဲ့တာဖြစ်ပါတယ်။ဂျေဆူက၃နှစ်ဆက်တိုက် အလားဆုံးအပြစ်ကိုသတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ Nuvia Magazine ကကမ္ဘာအနှံ့ကအလားပါဆုံးမျိုးသမီးတွေလို့သတ်မှတ်ခံထားရတဲ့အချောလာအယောက်40ကိုဖော်ပြပြီးတော့၅လကြာမဲပေးစင်းကိုဖွင့်လှစ်ခဲ့ပါတယ်။မဲရေအတွက်ပေါင်း9သိန်းကျော်ရှိခဲ့တာကြောင့်ဒီမဲပြည့်တဲ့ရလတ်ဟာနိုင်ငံတကာကြားမှာလူပြောများနေကြတာပါဂျေဆူကတော့မဲပေါင်း3သိန်းကျော်ရရှိပြီးတော့ကမ္ဘာအလှဆုံးမျိုးသမီးအဖြစ်သတ်မှတ်ဂုဏ်ပြုခံရပါတယ် ဒုတိယနေရာမှာတော့ Twice Zuru တတိယနေရာမှာတော့ Lalizar ကရပ်တည်နေခဲ့ပါတယ်။ဂျီဆူကတော့ Nubia Magazine ကချင်းမြင့်ကုန်မြူတဲ့ကမ္ဘာအလှဆုံးဂုဏ်ပုဒ်ကိုလက်ခံရရှိတာကဒီနေ့နဲ့ဆိုရင်တော့၃နှစ်သတိုက်ရှိပါပြီ။ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းလက်ခံရရှိပြီးဖြစ်ပါတယ်။ဝါဥထွက်ချိန်ရတိုင်းသူမတူတဲ့အလှတရားတွေကြောင့်နာမည်ကြီးတဲ့ဂျီဆူကတော့ကမ္ဘာအလှဆုံးမျိုးသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့ Titan ဆိုပါပဲအချိန်တိုင်းလှပပြီးတော့တင်းတယ်နေပါတယ်။ ဂျင်းနီရဲ့ vision နဲ့ပတ်သက်ပြီးတော့ Delta Trio ကပထမဆုံးထောက်ပြတဲ့အချက်ကသူမရဲ့ quality ပါပဲ။ဂျင်းနီကချစ်စရာကောင်းပြီးတော့ငယ်ရွယ်တဲ့ပုံရိပ်ရှိသူ ဖြစ်လို့တစ်ချိန်တည်းမှာပဲဆွေးဆောင်မှုရှိပြီးတော့ခံကြတဲ့ပုံရိပ်လေးတွေကိုပိုင်ဆိုင်ထားတဲ့သူလို့ဆိုပါတယ်။ဂျင်းနီအမေရိကန်မှာမွေးဖွားတဲ့ကောင်မလေးတွေနဲ့တူတယ်လို့ Delta Trio ကပြောပါတယ်။ Delta Trio က Rose ရဲ့ချစ်လင်တောက်ပေါ်တဲ့အသားရည်ကိုအရင်ဆုံးချီးကျူးခဲ့ပါတယ်။ပြီးတော့အဲ့ဒီအသားရည်ဟာ ရိုဇဲရဲ့ခန္ဓာကိုယ်တိဆောက်ပုံနဲ့အရန်လိုက်ဖက်ပြီးတော့အလကုံကြော်ညာရီလိုအရန်လှရီလိုဆိုပါတယ်ဒေါက်တာချီယိုကရိုဇဲဟာချမ်းသာတဲ့ပြည်ထိတ်မိသားစုကမွေးဖွားလာတဲ့ကောင်မလေးနဲ့တူပြီးတော့ပန်းချန်ထဲမှာထင်ရှားနေတဲ့နင်းစီပန်းလေးလိုဖြစ်တယ်ဆိုပြီးတော့ချီးကျူးခဲ့ပါတယ်လီဇာရဲ့ချစ်စရာအကောင်းဆုံးနဲ့အထင်ကြီးစရာအကောင်းဆုံးအရာက သူမရဲ့အပြုံးဖြစ်တယ်လို့ဒေါက်တာထရီယိုကဆိုပါတယ်။ဒီစာရဲ့အပြုံးကိုမြင်ရတာက အလွန်လှတဲ့ညနေစည်းစာကိုမြင်ရတယ်လို့ရှင်နေမှာငြိမ်သက်မှုရစေရလို့ဆိုခဲ့တာပါ။ဒီစာကကျွဲတဲ့ထိုင်းလူမျိုးမိသားစုကနေပြီးတော့ကျွဲဝတဲ့မိသားစုကနေမွေးဖွားလာတဲ့ကောင်မလေးပုံစံဖြစ်ပြီးတော့ဂျန်နီလိုပဲချက်စရာကောင်းသလိုဆွဲဆောင်မှုလည်းရှိရလို့ဆိုပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။